တလားမြုံနယ်ရဲစောက်တင်းကြံရက်ွက်တွင်နာရီအင်ကိုလူမိုက်ပြူစောတီရက်ခါကြီးကအရက်မူပြီးကားဖြင့်ဝင်တိုက်မှုကြောင့်လူ၁၁ဦးထိခိုက်ဒဏ်ရာရကတိုင်ကြားတော်လဲရဲစကားကအရင်မူပဲလှုပ်ပေးထားကြောင်းသိရပါတယ်။ရန်ကုန်တိုင်းတလားမြုံနယ်ရဲစောက်တင်းကြံရက်ွက်အုံလာကြီးလမ်းတွင် နာရီရက်လက်လုံနေသောအင်ကိုလူမိုက်ပြူစောတီရက်ခါကြီးခေါ်ကိုသိန်းဆိုသူကအရက်မူကကားဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးကလေးငယ်များအပါအဝင်လူ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တော်လဲ။ ရဲကဖမ်းဆီးအရေးယူခြင်းမရှိကြောင်းရက်ွက်နေပြည်သူများကပြောပါတယ်။အောက်တိုဘာလ12ရက်နေ့နာနခွန်လာရဲ့အချိန်တွင်လူမရက်ခကြီးဆိုသူကနာရီအင်ကိုကားပြင်ဝန်တိုက်ခြင်းဖြစ်ပြီးရက်လယ်မုံခါစားနေကြသောကလေးငယ်များပါဝင်စစ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မုံခါစားနေတဲ့လူတွေကားနဲ့ဝန်တိုက်ခံရလို့ကလေးလူကြီးစစ်တယောက်ထိခိုက်ဒဏ်ရာရတယ်။ရန်ကုန်စစ်ရုံကြီးကိုအရေးပေါ်ဆေးကုသရပါတယ်။နှစ်ဦးစွရင်ရပါတယ်။ရဲကမဖမ်းဘူး။အမှန်ဆိုရင်ရင်ထင်းရဲရော နေထွင်းရဲရောကလိုင်စင်မဲ့ကားကိုမောင်းနေမှုရင်တိုက်မှုနဲ့အရင်ဆုံးဖမ်းဆီးရမှာဟုရက်ကွက်နေပြည်သူတို့ကပြောပါတယ်။လူမရက်ခကြီးမှာအကျန်းဖက်ရဲစစ်တပ်နဲ့ပေါင်းပြီးရက်ကွက်နေပြည်သူများကိုဒုက္ခပေးနေသူဖြစ်ကြောင်းစစ်မှုထမ်းခြင်းကောက်ခြင်းငွေရေးလှုပ်ရှားသူများကိုရှာဝေဖမ်းဆီးခြင်းနဲ့လုံဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ရက်ခကြီးကစီဒီအမ်သမားတွေ PDF တွေငွေရေးသမားတွေကိုဖမ်းဆီးပေးတာပတ်စာပေးလို့ခိုင်းရင်အကုန်လုပ်ပေးတယ်။ပတ်စာပေးပြီးလူလိုက်ခိုင်းတာမျိုးပေါ့။ သူတို့ကရိုက်ပြီးတဲ့ဥက္ကဋ္ဌလည်းဘာမှမပြောရဘူးစေမှုရိုင်မှုဆိုရင်လည်းအကုန်ကြောက်တယ်ဟုရက်ွက်နေပြည်သူတူကပြောပါတယ်ဝမ်လက်မြုပ်နဲ့ရွာသားကြီးရွာအနီးတစ်ဝိုက်ကိုစစ်တပ်ကဂျိုင်ရိုကော့ပတာ၃စင်းဖြင့်ပုံကျဲတက်ခိုက်နေ၍ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်သဂိုင်းတိုင်းဝမ်လက်မြုပ်နဲ့ရွာသားကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော့ပတာ၃စင်းဖြင့်ပုံကျဲတက်ခိုက်နေ၍ပြည်သူများဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသအပြည်သူများကပြောပါတယ်အောက်တိုဘာလ23ရက်နေ့ နနက်စင်နိုင်ခမစတည်ပြီးအချမ်းဖက်စစ်တပ်ကဝက်လက်မြုပ်နဲ့ရွာသားကြီးရွာကိုအနီးတဝိုက်ကိုဂျိုင်ရိုကော့ပတာ၃စင်းဖြင့်ဘုံကျဲတက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။အချမ်းဖက်စစ်တပ်၏ဘုံကျဲတက်ခိုက်မှုကြောင့်လက်ရှိချိန်တွင်ရွာသားကြီးရွာမှပြည်သူများပါဝင် အနီးအနားရှိကျေးရွာများမှပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းအချမ်းဖက်စစ်တပ်၏လေကြောင်းတက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။စစ်ခွေးတွေက ရွာသားကြီးရွာအနီးတစ်ဝိုက်ကိုဂျိုင်ရိုကော်ပတာ30နဲ့ကိုလိုက်လံဘုံကျဲတက်ခိုက်နေတာဗီဒူတွေအားလုံးလည်းဘေးလွယာကိုထွက်ပြေးတင်းရှောင်နေကြရတယ်ဗီဒူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးဟုဒေသပြည်သူတို့ကပြောဆိုပါတယ်အလားတူစက်တင်ဘာလပိုင်းကလည်းအချမ်းပစစ်တပ်ကဝက်လက်မြုံနယ်အရှိချားရှိတစ်ဆင့်ရွာအင်တောင်းရွာရုံပင်ကုန်းရွာမင်းကုန်းရွာနဘဲပင်လာရွာနဲ့တက်တာရွာတို့ကို112ဖြင့်အချမ်းပစစ်တပ်ကစက်တိုက်ဘုံကျဲတက်ခိုက်ခဲ့သောကြောင့် ကလေးငယ်တဦးပေါင်းရင် ပြည်သူ၄ဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ၃ဦးရှိခဲ့ကြောင်းသိရပါတယ်။နောက်ဆောင်ကိုစစ်ကောင်စီကလေကြောင်းပါလီထပ်မံဘုံကျဲကြောင်းသိရပါတယ်။တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် GNLA ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောက်ဆောင်မြို့ကိုအော်တိုဘားလ၁၃ရက်နေ့မွန်းလွယ်ပိုင်းတနားရီခန့်ကစစ်ကောင်စီကလေကြောင်းပါလီတက်ခိုက်ကြောင်းသိရပါတယ်။နောက်ဆောင်မြို့နယ်ကရာကြီးတေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံကျဲသွားတာဖြစ်ပါတယ်။ အသေးစိတ်ခြေနေကိုထပ်မံတည်ပေးမယ်လို့ TNL ကကနဦးသတင်းထုတ်ပြန်ထားပါတယ်။နက်ဆန်မြို့နယ်ဟာကလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့ကကြောင်မဲမြို့ကိုပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း TNL ထိချုံမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေနေ့စဉ်တိုက်ခိုက်နေတာဖြစ်ပါတယ်။အောက်တိုဘာလ၄ရက်နေ့ကလည်းနတ်ဆာမြုံနယ်ဇေတုံဟုံးကျေးရွာကိုစစ်ကောင်စီလေကြောင်းကနေဘုံကျဲတိုက်ခဲ့လို့ကလေးငယ်အုပ်တည်ဆုံးခဲ့ပြီးကလေး၆ဦးပါဝင်ကိုအုပ်တန်ရရရှိခဲ့ကြောင်းသိရပါတယ်။ DNL ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်ကစတင်ခဲ့တဲ့တဆင်နှစ်ဆက်ကုန်စစ်စင်ရေးတွေနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကအကြောင်းမဲမျိုးတီဘောနန်းဆန်းမိုင်းလုံမုံမိတ်မန်တုံနမ်တူကွက်ခိုင် နောင်ချို နမ်ခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလ1ရက်ကနေဒီနေ့အောက်တိုဘာလ13ရက်အတွင်းမိုးကုတ်အကြောင်းမဲနမ်တူမန်တုံနမ်ဆန်း မိုးမိတ်မိုင်းလုံတီပေါ်မြုပ်တွေကိုစစ်ကောင်စီကဘုံကျဲလို့အရသား28ဦးထက်မနည်းတည်ဆုံးခဲ့ပါတယ်။ကြောင်မဲမြို့မှာ SSPP စခန်းချုပ်စစ်ကောင်စီကဖယ်ခိုင်းလို့နှစ်ဖက်တိုက်ဝဲဖြစ်ပွားကြောင်းရှမ်းသတင်းရင်းမြစ်က ပြောဆိုပါတယ်။ရှမ်းမြောက်ကကြောင်မဲမြို့နယ်အတွင်းမှာရှမ်းပြည်တိုးတရေးပါတီ SSPP ကင်းစခန်းချုပ်ကိုစစ်ကောင်စီတပ်ကဖယ်ခိုင်းရမှာအစပြုပြီးနှစ်ဖက်အကြမ်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှမ်းသတင်းရင်းမြစ်တူကပြောပါတယ်။ တောင်းတက်မလို့ချီအလီသိမ့်ပိုက်ထားတယ်။ကြောင်မဲမြို့နယ်ကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်ပြီးနောက်အော်တိုဘားလ17ရက်နေ့တွင် SSPP တပ်စခန်းအနီးလေကြောင်းဘုံကျဲတိုက်ခဲသည့်ဖြစ်စဉ်နဲ့အတူအခုလိုတိုက်ပွဲဖြစ်ပွားမှုတွင်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကြောင်မဲဘက်မှထိတွေ့မှုဖြစ်တယ်ပဲပြောရမှာပေါ့။စစ်တပ်က SSPP ကာကင်းစခန်းတွေကိုနေရာလာရွှေ့ခန်းရာကနေစားပစ်ကြတာရှမ်းသတင်းရင်းမြစ်ကပြောပါတယ်။ တက်ဝက်ဖြစ်ပွားမှုနေရာဒေသနဲ့တက်ဝက်ဖြစ်ပွားချိန်ပါဝင်အသေးစိတ်အခြေအနေတွေကိုမေးမြန်းဖို့ SSPP စပြေးစုကရှိသူအချို့ကိုအောက်တိုဘာလ17ရက်မှာဆက်သွယ်ထားဆဲဖြစ်ပါတယ်။ SSPP ကတက်ဝက်ဖြစ်ပွားမှုသတင်းထုတ်ပြန်ထားတာရှိပေမဲ့အောက်တိုဘာ17ရက်နေ့မှာကြောင်မဲမြို့နယ် SSPP တက်စကန်ဒီစစ်ကောင်စီလေကြောင်းဘုံကျဲလို့တက်စကန်ချန်စီကိုထိမှန်မှုရှိခဲ့တယ်လို့အတည်ပြုထားတာဖြစ်ပါတယ်။ SSPP ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့ရှမ်းလမ်းကန်တပ်ဖြစ်ပါတယ်။ SSPP က ။노그레가မှစစ်မတိုက်ချင်တာအခုကသူ့နယ်မြေလာအထိလို့ပြန်ချတဲ့သဘောစစ်တပ်ကလည်းရမလားဆိုပြီးအကဲစားပေမဲ့ရန်သူတက်တော့မွေးချင်ပုံမရပါဘူးခလားနဲ့ပြန်ရင်သွားကြမဲ့သဘောရှိပါတယ်လို့ရှမ်းသတင်းရင်းတဲ့ကပြောဆိုပါတယ်။အားလုံးပေါင်းစီသည်တပြိုင်တည်းတော်လာရတော့မဲ့အချိန်ရောက်ပြီဟုအဖွဲ့အစည်းတွေကခေါင်းဆောင်များလက်ခံကြောင်းဒေါက်တာဇော်ဝေစုကပြောပါတယ်။လက်ရှိအခြေအားအားလုံးပေါင်းစည်းပြီးတပြိုင်တည်းတော်လန်တက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့အဖွဲ့အစည်းတည်တည်နဲ့ခေါင်းဆောင်တွေကိုပြောဆိုခဲ့ကြအောင်အမျိုးသားညီညွတ်ရေးအစိုးရ ကျမရွေးတဲ့ပြည်ရဲဝင်ကြီးဒေါက်တာဇော်ဝေဆိုးကအသိပေးလာပါတယ်။ဒေါက်တာဇော်ဝေဆိုးဟာ NUG ရဲ့ဆိုရရဲ့ state media ဖြစ်တဲ့ PVTV နဲ့တည်တံ့တွေ့ဆုံမင်းဆန်းခမ်းမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အခုအချိန်ဟာ2025-2026မှာတကူချင်းတဖွဲ့ချင်းတတိသချင်းစဉ်းစားရမယ့် တတိသချင်းတက်ခါရမယ့်တော်လာရမယ့်အချိန်မဟုတ်တော့ပါဘူး။အလုံးပေါင်းစီပြီးတပြိုင်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ့်အချိန်တော်လာရမယ့်အချိန်တက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောဖြစ်ပါတယ်။ အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်ဟုဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။ပြည်တွင်းကိုပြန်လည်ရောက်ရှိလာတာလပိုင်းသာရှိသေးတယ်ဒေါက်တာဇော်ဝေဆိုးဟာဒိုင်းသားခေါင်းဆောင်တို့ချုံနဲ့လိုက်လံတွေ့ဆုံတာတွေလည်းရှိပါတယ်။မကြာမီချိန်တွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လို့ဒေါက်တာဇော်ဝေဆိုးကပြောဆိုထားပါတယ်။ဒီဘောမျိုးနဲ့ရှစ်မိုင်ကွာကိုစစ်ကောင်ရှင်တပ်အင်အားအလုံးရင်းနဲ့ရောက်ရှိလာကြောင်းသိရပါဗါဒစစ်ကောင်ရှင်ကရှမ်းမြောက်ကြောင်မဲ့မြို့နယ်ကိုသိမ်းပိုက်ပြီးနောက် တီဘောမြို့ကိုအင်အားအလုံးရင်းဖြင့်ဆက်လက်စစ်ကြောင်းထိုးလာရာယခုခါတွင်တီဘောမြို့အနီးထိရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရပါသည်ကျောင်းဝဲမြို့နယ်အကျော်လွဲခေါ်ကျေးရွာတွင်ပြီးခဲ့သည့်အောက်တိုဘာလ9ရက်နေ့ကရောက်ရှိနေသည့်စစ်ကောင်ရှင်တပ်သည်ယခုရက်ပိုင်းတွင်တီဘောနှင့်ရှစ်မိုင်ကွာရှိကျင်းဒီတရာအနီးထိရောက်ရှိလာပြီဖြစ်ကြောင်းတရင်ရင်းမြစ်ထံမှသိရှိရပါသည်။ကျင်းဒီတရာနာကိုရောက်နေပြီးတီဘောကိုမရောက်ခင်တရာတစ်ခုထွက်ရှိသေးတယ်။အဲ့လာပြီးရင်ဘော်ချိုကိုရောက်မှလမ်းဖွင့်ပေးနေတဲ့သူတွေအချို့တွေကြောင့် စည်ရဲကခဲတွေအများကြီးရှိနေတယ်ဟုစည်ရဲတရင်ရင်းတက်ကပြောပါတယ်။ကျင်းဒီတရားအနိထိရောက်ရှိရန်စစ်ကောင်ရှင်ကပြည်အောင်စုလမ်းမကြီးတိုင်းစစ်ကြောင်းတစ်ကြောင်းနဲ့ကြေးဝါချင်းဆက်လမ်းမများမှာဖောက်ထွက်လာသည့်စစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းတစ်ကြောင်းတို့ဖြင့်တပ်ဖြန့်ကထိုးစစ်ဆင်လာခြင်းဖြစ်ပါတယ်။ကြောင်မဲ့တီဝတ်မြို့ကြားရှိကျင်းဒီတရားသည်နှစ်ဖက်တပ်များအတွက်စည်ရဲအရာအရေးပါပြီးဒီဘောမြို့ကိုချီတက်နိုင်ရန်အဓိကအရေးပါသည့်တရားဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်ရှင်တပ်သည်ပြီးခဲ့သည့်အောက်တိုဘာလ၁ရက်နေ့ကကြောင်မဲ့မြို့ကိုဝင်ရောက်ထိန်းချုပ်ပြီးနောက် တီဘောမျိုးကိုထိုးစစ်ဆင်ရန်တပ်ဖြန့်ကြည်လာရာရေခေါ်ကျေးရွာအရောက်တွင်တအောင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TLA တပ်များနဲ့တပ်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါသည်စစ်ကောင်ရှင်တပ်သည်၎င်းတို့ရောက်ရှိနေသည့်ရေခေါ်ကျေးရွာကိုအော်တိုဘားလ9ရက်နေ့က Y Truck ဖြင့်ပြန်ဘုံအလုံး20ကျော်ကျဲချက်တိုက်ခဲ့ပြီးကြောင်မဲရှိကျေးရွာများကိုလည်းနေချောင်းကတိုက်ခိုက်နေကြောင်းသိရှိရပါသည်